အားသောဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ20ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဦးတင်ပုဂ္ဂိုလ်တော့ Fabrizio Romano ကိုယ်တိုင်ဖော်ပြထားတဲ့ Victor Yokret တဲ့နာမည်ကြောင့်စားလိုက်အောင်ဒီသတင်းကတော့မနေ့တည်းကထွက်ထားပြီးသားဒါပေမဲ့ကျွန်တော်တို့ကလည်းဘောလုံးပွဲကိစ္စကြီးနဲ့ရှုပ်တာဖြစ်တဲ့အတွက်ဒီနေ့မှထပ်မံဖော်ပြပေးဖြစ်တာပေါ့လေအဲ့ဒါကတော့ Victor Yokret နဲ့ Sporting Lisbon အသင်းတို့ကြားထဲမှာပုံကိုကြီးဘိုင်းဆိုင်ရာအရာသူတို့အရင်ဆုံးကြီးကညှိထားတဲ့ကိစ္စတခုရှိတယ်အဲ့ဒါသူ့ကိုလိုချင်တဲ့အသင်းတွေလာပြီးကမ်းလှမ်းတဲ့အခါကျရင်ကစားသမားသွားချင်တဲ့ကလပ်သင်းဖြစ်တဲ့အခါကျရင် UO 65ဒက်နဲ့ရောင်းပေးရမယ်ဆိုတဲ့ Gentleman Agreement လုပ်ထားတယ်ဒါကိုတော့ Romano ုံးဝပြင်ပြီးဖောက်သင်ချတာပေါ့လေအဲ့တော့ Sporting Lisbon တင်းကဒီစားမောက်ကိုလာမယ့်နေရာဒီမှာရောက်မယ်ကစားသမားလည်းကျင်းသည်ပေါ်တူဂီကလပ်ကနေထွက်ခွာမယ်ယူကို65သန်းပဲကြာတင်မယ်အဲ့တော့အရေးပါဆုံးကပစ်တာယောဂကဘယ်တင်းကိုသွားမလဲဆိုတဲ့အပိုင်းပဲအရေးပါတယ်ငွေကြေးကဒီပမာဏကပရီးမီးယားလိဂ်ကကြိုက်တဲ့တင်းဒီစားမောက်ပေးခေါ်လို့ရတယ် တောင်ရွှေကြီးကထိတ်တန်းကစားမတူအတွက်ဆိုလို့ရှိရင်တော့တကယ်ကိုမှချိုသားတဲ့ဈေးနှုန်းပဲတခုရှိတာကဒစ်တာယောဂကဘယ်သူ့ကိုယူသွားမလဲဆိုတဲ့အပိုင်းပဲအခုကျွန်တော်တို့အာဆင်နယ်ဖန်တွေကြားထဲမှာလည်းတော်တော်များကိစ္စတွေဒစ်တာယောဂနဲ့အန်ဒရီပါတာကြားထဲမှာလှုပ်ပြီးပြောပြီးမဲ့စာချုပ်စာတမ်းနောက်တော့တချို့ agreement တွေကမခိုင်ပါဘူးဘာမဆိုဖြစ်သွားနိုင်တဲ့အနေထားပဲအခုဆိုလို့ရှိရင်ကစားသမားကသူရွေးချယ်မယ်အတင်ပြောမယ်အချိန်နဲ့ United တို့ final ကမြက်အချိန်တိုင်းတော့ကရှင်းစင်းနောက်ဆင့်ဖြစ်သွားနိုင်တယ်အဲ့ဒါကလည်းကစားသမားရဲ့စိတ်ကူးတမျိုးပြောင်းလဲစေနိုင်တယ်ဘာလို့ဆိုတော့ United မှာလည်းသူ့ရဲ့ဆရာသမားဟောင်းနဲ့ပြင်ပြီးစောင်းမယ့်အနေထားတစ်ပတ်မှလည်း Aita ရဲ့အသင်းကလည်းကစားသမားကောင်းတွေ quality မြင့်ကစားသမားတွေနဲ့ဖလားယူဖို့အတွက်ပြင်ဆင်နေတဲ့တကယ့်ကို process ကောင်းကောင်းနဲ့အသင်းတစ်သင်းနဲ့ဖြစ်နေဖြစ်တဲ့အတွက်ဒီအသင်းတွေကတသင်းတော့သူရွေးချယ်သွားနိုင်တယ်အဲ့တော့ကစားသမားနဲ့ပတ်သက်ပြီး UO 65တန်းသည်ပြဿနာမဟုတ်ပြဿနာကပီတာယောဂရက်ဘယ်သူကိုရွေးမလဲဆိုတဲ့အပိုင်းကိုပဲဒါကျွန်တော်စောင့်ကြည့်ရမှာပေါ့လေ ူကတော့လက်ရှိအချိန်မှာဥရောပရွှေဖိနပ်စုရဖို့အတွက်ရှေ့စွန်းကနေဦးဆောင်နေတယ်။ဒါပေမဲ့သူကပြည်တွင်းမှာကန်စရာပွဲမရှိတော့ဘူး။နောက်တဲ့ပြည်ရင်းဖလားတလုံးပဲရှိတော့တယ်အမှတ်ပေးပွဲစဉ်ကတော့ကန်စရာမရှိတော့ဘူးပေါ့လေဒုတိယနေရာမှာလိုက်နေခဲ့တဲ့အမ်ပါပေကတော့တပွဲကန်စရာကြံသေးတယ်ရမတ်58မတ်နံပါတ်1မှာဦးဆောင်နေတယ်ဗီတာယောဂရက58.5မတ်ဆိုတော့အကယ်၍အမ်ပါပေသား စပိန်လာလီဂါပွဲစဉ်တပွဲမှာဂိုးတကိုးလောက်ထပ်ပြီးသွင်းနိုင်ခဲ့လို့ရှိရင်အဲ့ရွှေဖက်နဲ့စုကအမ်ပါပီတွက်ဖြစ်သွားပြီမသွင်းနိုင်ခဲ့ရင်တော့ပြတာယောဂရက်ပဲရသွားဖို့ရှိရယ်နောက်တော့ကတော့လီဗာပူးအသင်းရဲ့မိုဟာမက်ဆာလက်ကပရီးမီးယားလိလက်ချံပွဲစဉ်နှစ်ပွဲကျန်သေးရယ်အဲ့နှစ်ပွဲမှာဂိုးကြီးသွင်းနိုင်ခဲ့ရင်သူကတကိုးကိုနှစ်မှတ်နဲ့မြောက်တာအဲ့အတွက်အပေါ်က58မှတ်ရထားတဲ့ဒီပြတာယောဂရက်ကိုကျော်ဖို့ဆိုရင်နှစ်ကိုးလောက်ရတယ်နဲ့အဲ့ရွှေဖက်နဲ့စုကသူ့တွက်ဖြစ်သွားနိုင်တယ်နောက်တစ်ယောက်ကတော့ဒီဟယ်ရီကိန်းဟယ်ရီကိန်းတော့မဖြစ်နိုင်တော့ဘူး ြည်တွင်းပွဲလဲကံကြမကြံတော့ဘူးရမက်ကလည်း52မှတ်ဆိုမဖြစ်နိုင်တော့ဘူးရမက်60ရထားပြီးတော့တပွဲကြံသေးတဲ့လီဝန်ဒေါစကီအနေနဲ့ဟိုဂိုးတွေသွင်းယူနိုင်မယ်ဆိုရင်တော့အ ਨੇ ဆုံး3-4ဂိုးသွင်းဖို့လိုအပ်တာဖြစ်တဲ့အတွက်လက်ရှိအချိန်မှာပစ်တယောကိုလိုက်မိနိုင်တဲ့သူကအမ်ပါပေနဲ့ဒီမိုဟာမက်ဆာလည်းအဲ့ညောက်ပဲကျွန်တော်လည်းအဲ့ညောက်စလုံးကလည်းသွင်းကိုးတွေနောက်ဆုံးပွဲစဉ်မှာသွင်းဖို့လိုအပ်တယ်ဗောလေအဲ့တော့ကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါလက်ရှိအချိန်မှာဒီကစားမကတော့အသက်26နှစ်ရဲ့ဆွီဒင်သား ဒါလည်းကျွန်တော်ညီကိုရေအချောင်းထက်နေပြီသိရတိုင်းပဲဒီရာဒီမှာပြိုင်ပွဲဆုံး90မှာ42ပွဲပွဲထွက်ကစားလာတယ်53ဂိုးသွင်းပြီး10လုံးဖိုင်ထားတယ်သူ့ဘာသူပေါ်တူဂီလိဘလောက်ပဲအဆင့်တန်းနေကြလို့ဂိုးတွေသွင်းနိုင်တယ်ပဲပြောပြောဂိုးသွင်းချေကောင်းပြီးတော့တကယ့်ကိုလုံရဲကန်ရရှိပြီးတော့ finishing ပိုင်းရောနောက်ပြီးတော့ physical ပိုင်းရောတကယ့်ကိုတန်မာတဲ့ထိတ်တန့်တိုက်စစ်ကစားသမားတူကိုကျွန်တော်ဝယ်ဖို့လိုအပ်တယ်အဲ့တော့ဒီနေ့မှာတခုဂျာညက်ပြောချင်တာက entry butter နဲ့အကြာဂျာထဲမှာလဲတိုက်စစ်မှုဝယ်တဲ့ပိုင်းမှာသဘောမတူကြဘူး သဘောထားမတိုက်ဆိုင်ကြဘူးကြာတိရတယ်။အာဒါကတော့သူအပျော်ခီးထွက်မယ်တဲ့။ channel ဘိုင်းတော့အတင်းရဲ့တာဝန်ရှိသူတွေဒီကိစ္စနဲ့ပတ်သက်ပြီးတက်တက်ကြွကြလုံးမဲ့လူတွေရှိရဆိုပြီးတော့တကယ်ပဲစိတ်ရင်းနဲ့ဖြစ်လာရွက်ဖြစ်လာမသိဘူးအဲ့လိုတော့ပြောရတယ်။အဲ့ဒါဆိုတော့လာမဲ့နှွေစည်းကွက်ဒီ Andre Barter စိတ်ကြိုက်ကစားသမားတွေရောက်လာနိုင်ခြင်းရှိပါတယ်။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ London ခြေစိုက်သတင်းထောက် something ကဖော်ပြထားပါဘို့လေ။သူကတော့ Julian Timber နဲ့ပတ်သက်တဲ့ injury သတင်းကိုဖော်ပြထားတာသတင်းဆိုးပါပဲ။ ။ဒါပေမဲ့တခုကံကောင်းတာကကျွန်တော်တို့ဒီနှွေကာလပိတ်ရက်မှာဒံယာခွဲစိတ်မယ်ဆိုရင်တော့အဆင်ပြေသွားနိုင်တယ်။အဲ့ဒီတဲ့င်းကဘာလဲဆိုတော့ဂျူရီယန်တင်ပါရဲ့ခြေချင်းဝတ်ဒံယာကို ီຫນွေမှာခွဲစိတ်ဖို့အတွက်အတင်းတောင်းဝန်ရှိသူတွေကဆုံးဖြတ်လိုက်တယ်။ကစားသမားကလည်းခွဲစိတ်လိုက်မှအကင်းတက်တာသွားမှဖြစ်တဲ့အတွက်ခွဲစိတ်ဖို့ပဲရွေးချယ်လိုက်တယ်။ကြံခဲ့တဲ့ဒီဘောလုံးရာသီတစ်ခုလုံးမှာကစားသမားကဒဏ်ရာရေးတစ်ဖက်နဲ့ကစားခဲ့ရတယ်ဆိုပြီးတော့ဆမ်တင်ကတော့ပေါ်ပြထားတယ်ဗောလေ။အဲ့တော့ဂျူလီယန်တင်မာနီနဲ့ကြံခဲ့တဲ့ရာသီက ASEAN ဒဏ်ရာကြောင့် Arsenal ပွဲတွေအားလုံးဒီပါလွဲချော်ခဲ့တယ်။ဒီရာသီမှာတော့ ASEAN ကြီးပြန်ရပြန်လာပြီးတော့ AIDA က၃ကောင်းကောင်းနဲ့အတကုံ၃တာလဲပါလို့ကစားသမားရဲ့တချို့ပိုင်းလေးမှာကြက်ခိုင်မှုလိုအပ်ချက်ကြောင့်လေခြေချင်းဝက်ကခွဲစိတ်ဖို့ဖြစ်လာခဲ့ဗောလေ။အဲ့တော့လာမယ့်ရာသီမှာ ာဆင်နယ်အသင်းဒီပြမီခေအိုက်တာနေနဲ့ကစားသမားတူကိုသုံးလို့ကောင်းလို့အတကုံသုံးတာထက်စာရင်ကစားသမားနှစ်ဦးကိုဆွတ်ချင်းပြီးတော့အဲ့လိုတနေရာချင်းစီကိုလှည့်ပြီးသုံးသွားစီတင်တယ်လိုအပ်တဲ့ကစားပေါင်းကိုနှွေမှာဝဲပြီးတော့မှအရင်အရင်မတောင်းတင်လို့ဒီလူတွေပဲသုံးရပါဆိုတဲ့စင်ကြက်တက်စာရင်ကြိုတင်ပြင်ဆင်ဖို့လိုအပ်တယ်အကယ်၍များမဝယ်နိုင်ခဲ့ရင်လည်းအလူငယ်ကစားသမားလေးတွေကိုတချို့အနိုင်တည်ကြတဲ့ပွဲတွေမှာဆွတ်ချင်းပြီးတော့ကျွန်တော်သုံးသွားစီတင်တယ်ဒီတိုင်းပဲ rice ကကောင်းလို့အားကြီးလို့ခိုင်ဘက်ကကောင်းလို့အားကြီးလို့ ထင်ပါကကောင်းလုံးအားကြီးလို့ဆိုပြီးအတကုံသုံးနေရင်ကစားသမားတွေရဲ့စိတ်အုပ်မှမဟုတ်တာ ကြာလိုက်ဖြစ်လိုက်ပြီဟေ့ဆိုတခေါက်ကျော်တန်ရာတည်းကြီးပဲအခုလည်းခြေချင်းဝတ်တန်ရာဆိုတာဘောလုံးသမားတူအတွက်ဆိုအရေးကြီးရဲ့အဲ့တော့ခွဲစိတ်ရင်တော့ကျွန်တော်ကတော့အနည်းဆုံး3လလောက်နားရမယ်ထင်တယ်ဘောလုံးရသည်စအမိပြန်ပါလာဖို့ဆိုရင်ဒီလာထဲမှာခွဲစိတ်မှပြန်မိနိုင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်လာမယ့်ပွဲစဉ်တော့ဂျူလီယန်တင်မှာမပါနိုင်လောက်ဘောလေဒီနယ်သားလန်တောက်တော့ကျွန်တော်2028ခုနှစ်ဒီစာယူသက်တမ်းရှိသေးတယ်2023-24ဘောလုံးရသည်မစတင်ငင်းတော့ကယူဟိုတန်း40နဲ့အေဂျင့်တင်းစီယာဝယ်ခဲ့ရတာဘောလေဒီနှစ်မှာကောင်းကောင်းလေးသုံးရတာ ထုံးစံတိုင်းပဲ၃ကောင်းနဲ့၃ရင်းနဲ့ကစားသမား injury ဖြစ်သွားခဲ့တဲ့သဘောပေါ့လေအဲ့တော့၂၃နှစ်ရဲ့ Netherlands ကိုတော့အာဆင်နယ်ကလာမယ့်ရာသီအစမှစပြီး၃ဝင်ရမှာဆိုတော့ဒဏ်ရာခွဲစိတ်တဲ့အချိန်မှာပဲကျွန်တော်တို့နိုင်ရမယ့်ချက်ကိုအတိအကျသိနိုင်မှာဖြစ်ပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ William Saliba နဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါ William Saliba တော့ကျွန်တော်တို့မျက်စိရှိမှမှာပဲတဖြည်းဖြည်းနဲ့အာဆင်နယ်အသင်းအတွက် Premier League မှာပွဲပေါင်း တရာပြင်ပြောက်ခဲ့ပါပြီအခုနယူကာဆယ်အသင်းကိုနိုင်တဲ့ပွဲစဉ်မှာသူ့ရဲ့ကစားသမားဘွားအာဆင်နယ်အသင်းပရီးမီးယားလိမှာပွဲပေါင်းတရာပြင်ပြောက်ခဲ့တယ်ပွဲပေါင်းတရာပြင်ပြောက်ပြီးတော့ပထမဆုံးပွဲတရာမှာနိုင်ပွဲ68ပွဲတိစုဆောင်းနိုင်တဲ့ကစားသမားဆင်းနဲ့မှာလေသူကပါလာနိုင်ခဲ့ရပေါ့လေပထမတစ်ယောက်ဆိုလို့ရှိရင်တော့ဒါဆိုကမ်ဘဲနောက်တစ်ယောက်ကတော့လော်ရန့် ူကတော့ဝီလျံဆာလီဘာအာဆင်နယ်တင်းရဲ့ကစားသမားပွဲပထမဆုံးပရီးမီးယားလိပွဲတရာမှာနိုင်ပွဲ68ပွဲထိရယူထားနိုင်ခဲ့တဲ့ကစားသမားထိပ်ဆုံး၃အောင်စင်းတဲ့ကိုသူကပါဝင်လာနိုင်ခဲ့ပါတယ်။ရောက်ရောက်ချင်းရာသီတုန်းက28ပွဲမှနစ်ကဆိုရင်38ပွဲလုံးပရီးမီးယားလိတည်တဲ့နော်ဒီဟာဒီမှာဆိုပရီးမီးယားလိ38ပွဲကံပြီးတဲ့အချိန်မှာသူလွဲချော်တာဒီနှစ်ပွဲပဲရှိရယ်35ပွဲထိဝင်ဆော်ထားပြီးတော့ဒီကစားသမားကတော့အာဆင်နယ်တင်းရဲ့ပရီးမီးယားလိပွဲပေါင်း100ပြည့်မြောက်ခဲ့ပြီဗောလေအဲ့တော့ အာဆင်နယ်အသင်းမှာဒီစားမဘလောက်ထိဆက်ပြီးနေမလဲအာဆင်နယ်အသင်းကကမ်းလန်းနဲ့စာချုပ်တင်နဲ့2029ထပ်ပို့ပြီးတက်တန်းတို့ပြီးအသင်းမှာဆက်နေသွားမလားကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ရှုပ်ဘောလုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်39ကို6939630လုံး2ကုန်ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် iPad ကိုချုပ်ကို Sport Internet 9သလုံးမိတူကိုလည်းကစားလို့ရနိုင်ပါခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ German Bundesliga ကိုင်ဇာဆလတန်အသင်းရဲ့15နှစ်ရဲ့ဘိုးနောက်ကကစားသမားလေးမက်ကော်ဒွန်ကိုအာဆင်နယ်ကခေါ်ဖို့အတွက်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေပါတယ်။အချိန်တော်တော်ကောင်းနေကြသေးရတယ်။ကစားသမားလေးကလည်းအာဆင်နယ်ကိုလာချင်နေပြီးတော့အာဆင်နယ်ရဲ့အကယ်ဒမီနဲ့ပတ်သက်ပြီးတော့စီနီယာ level သွားလို့ရတဲ့အပိုင်းတွေကိုအာဆင်နယ်အသင်းရဲ့အကယ်ဒမီမန်နေဂျာချုပ်လို့ပြောလို့ရတဲ့မာတီဆက်ကကိုတိုင်ကစားသမားလေးရဲ့ကိုယ်စားလှယ်ကြီးနဲ့တွေ့ဆုံပြီးတော့ဆွဲဆောင်နေကြသေးရပါဘောလေ။အာဆင်နယ်အသင်းကတော့အနာဂတ်ရင်းနှီးမြှုပ်နှံမှုအဖြစ်လူငယ်တွေကိုမကြာခဏအဲ့လိုမျိုးခေါ်ဦးတာရှိတယ်။ပြီးတော့စီနီယာ level အတွက် ဒါတန်ဖိုးမြင့် quality မြင့် potential အပြည့်နဲ့လူငယ်တို့သူတို့ဈေးခွက်ထဲမှာရှာဖွင့်နေမာတီဆက်ကောင်လည်းတော်တော်လေးကျွန်တော် appreciate လုပ်ရမှာတော်တော်လေးအလုပ်လုပ်တဲ့မှာပါပါလေအကယ်၍များဆွေးနွေးမှုတွေတိုးတက်လာခဲ့လို့ရှိရင်အာဆင်နယ်က2026 ဇန်နဝါရီမှာကစားသမားအသက်16နှစ်ပြည့်မဲ့အချိန်မှာပဲအသင်းကိုခေါ်ယူသွားဖို့ရှိတယ်။ပြောင်းရွှေ့ကြီးအဖြစ်ဘလောက်သုံးမလဲတော့မသိရသေးဘူး။ဒါပေမဲ့လူငယ်ကစားသမားဖြစ်တဲ့အတွက်များသောအားဖြင့် scholarship တွေနဲ့ပဲခေါ်တာများတယ်။ကလပ်သင်းကိုလည်းပေးမယ်ဆိုလို့ရှိရင်ဒါဆက်ဆံရေးတိဆောက်တဲ့အနေထားနဲ့ပြောင်းရွှေ့ကြီးတစုံတရာတော့ပေးကောင်းပေးနိုင်ပါလေ။ဒီကစားသမားတော့အခုမှအသက်15နှစ်ပဲရှိသေးတယ်။2026မှာခေါ်မယ်ဆိုရင်အသက်16နှစ်ပြည့်မယ်။အာဆင်နယ်ကလက်ရှိအချိန်မှာကြိုပြီးတော့ဆွေးနွေးသဘောတူညီမှုတွေလုပ်ထားပါလေ။သူကတော့လက်ရှိဂျာမနီ U15 အသင်းမှာကစားနေတယ်။လူငယ်ကစားသမားတအူးဖြစ်တဲ့ဒေတာချက်လက်တွေကတော့အများ များကြီးမရှိဘူးဒါပေမဲ့အာဆင်နယ်အသင်းလူငယ်အကယ်ဒမီမန်နေဂျာမာတီဆက်ကကိုတိုင်း ဝင်ရောက်လှုပ်ရှားနေတဲ့အပြောင်းရွှေ့ဖြစ်တာဖြစ်ကြတဲ့တော်တော်လေးတော့ပိုတရှင်မြင့်လူငယ်ကစားမတူတဲလက်မြင့်ပလေယာတောက်တော့ဖြစ်နိုင်တယ်ဗောလေ။ဘာဖြစ်ပြောဒီလိုလူငယ်ကစားမလေးတွေကိုခေါ်ထားပြီးတော့တင်းတင်းတိတိချိန်ကြလို့ရှိရင်အနာကအာဆင်နယ်စီညာလေဘယ်အတွက်အားကိုးရတဲ့ကစားမဖြစ်လာတဲ့ခါကျရင်ဒီလိုမျိုးအပြောင်းရွှေ့တွေသည်အရန်တန်ဖိုးရှိခဲ့တဲ့အခိုက်တန့်တွေဖြစ်လာခဲ့တော့မှာအခုကတော့ဘယ်သူမှစိတ်မဝစားဘူးချက်ချင်းသုံးလို့ရတဲ့လူငယ်တွေမဟုတ်တဲ့အတွက်ဗောလေ။ဒါပေမဲ့တန်ဖိုးကြီးကစားမလေးကိုအမြဲတမ်းဝယ်ယူတာထက်တစ်ခါကျရင်ဒီလိုမျိုး ပိုတရှင်မြေလူငယ်လေးတွေကိုအကယ်ဒမီမှာကြိုပြီးတော့ကျွန်တော်ဝေယူစုဆောင်းထားတဲ့ ਨੇ အသင်းစီနီယာအတွက်တင်းချင်ကြရင်ကြောက်အောင်လာနိုင်ခြင်းရှိရပေါ့လေအဲ့ကြရင်တော့မာဒီဆက်ကလုတ်ခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့လုံးဝလက်ခုပ်တီးပြရမယ်အခိုက်အတန့်တွေရောက်လာမှာပေါ့လေဒီသတင်းနဲ့တွဲပြီးပေါ်ပြပေးချင်တာတော့ Josh Kroenke ကတော့ Arsenal အသင်းရဲ့လာမယ့်အနာဂတ်နဲ့ပတ်သက်ပြီးသူကပြောသွားခဲ့တာ နောက်ရာသီမှာနိုင်ပွဲတွေရရှိဖို့တဲ့ပုံမကောင်းမွန်လာလို့ဖို့ကျွန်တော်တို့ယင်းနီးမြုပ်နံမဲ့အစီအစဉ်တွေရှိပါတယ်ကျွန်တော်တို့ရဲ့အာဇာဒရိုက်တာအန်ဒရီဘာတာနဲ့ဒီနေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့လှုပ်ရှားနေပြီးတော့ကျွန်တော်တို့ ဘာဖြစ်ချင်လဲဆိုတာကျွန်တော်တို့ကိုယ်တိုင်သိပါတယ်အသင်းအောင်မြင်ဖို့အတွက်အနာဂတ်မှာရင်းနှီးမြှုပ်နှံပေးသွားပါမယ်ဆိုပြီးတော့ Josh Kroenke ကတက်တက်ကြွကြွနဲ့ပြောသွားခဲ့တယ်။အဲ့ဆိုသူ့ရဲ့စကားထဲမှာကြည့်တဲ့အခါမှာကျန်တဲ့သူဘယ်သူမှမပါဘူး။ Andre Barda ကိုပဲအထူးက focus ထားပြီးလှုပ်သွားတယ်။အဲ့ဒီအတွက်လာမဲ့နွေရာသီဈေးကွက်မှာကစားမခေါ်ဦးနဲ့ပတ်သက်ပြီးတော့လုပ်ပိုင်ခွင့်အပြည့်အဝရောက်လာတာက Andre Barda လို့ထင်တယ်။အီရူကတ်စပါရှိတုန်းကဟိုဆက်ဆက်ဒီဆက်ဆက်အိုက်တာပါလို့ရခဲ့တယ်ဆိုရင်ပဲအကူကတကယ် professional အားစားဒါရိုက်တာစစ်စစ်အတွေ့အကြုံရင့် ဒီဈေးကွက်နဲ့ပတ်သက်ပြီးတော့မျက်စိဆုံးမိပြီးခေါ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကာလရှိလောက်ခဲ့တဲ့လူတယောက်ရောက်လာတဲ့အခါမှာတော့အာရီတာရဲ့နီးပြ level ကတက်တက်ကစားမခေါ်ဦးတဲ့ level ကတက်တက်ဖြစ်သွားတယ်။ကျွန်တော်အဲ့ဒါကိုပို့ပြီးကြိုဆိုတယ်။မဟုတ်ရင်နီးပြတောက်ကတည်းကကစားသမားခေါ်ဦးတဲ့ကိစ္စတွေမှာဝင်ပြီး power ပြနိုင်မယ်ဆိုရင်သူ့ရဲ့တကယ် main duty ပြည့်ဝင်းသွားနိုင်တယ်။သူလိုချင်တဲ့ကစားမကိုသူတောင်းဆိုခွင့်ရှိရဲ့။ဒါပေမဲ့ asa director ဆိုတာကတချို့ဘိုင်းတွေမှာသူ့ရဲ့နာမည်ပေါ်ပါရင်းပြီးတော့ခွာတဲ့ဘိုင်းတွေရှိတယ်။အဲဒါကြောင့်မလို့ တချို့ပိုင်းဒီမှာနီးပြအတွက်ပို့ပြီးအသင်းအတွက်အသုံးတဲ့မဲ့ကစားမားတွေကိုအားစားရတာရှာဖွေပေးလို့အောင်မြင်သွားတဲ့အသင်းလည်းအများကြီးပဲအဆုံးထိကြည့်ပြတော့လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ